အနိုင်ကျင့်ခံနေရတဲ့ကောင်လေးတွေသူ့တက်ကိုပါစတေးပြီးဂိုင်းသားတွေကိုအဖမ်းခံရအောင်လုပ်နိုင်ခဲ့တဲ့စစ်ပြန်ကြီးဇလန်ရဲ့ဆက်မှာတော့ဝေါ်တာကိုလော့စကီကသူ့မိမဒေါ်ရတီရဲ့ဇာပနာမှာကြေကွဲဝမ်းနေစွာနှုတ်ဆက်နေခဲ့ပါတယ်ချက်ချောင်းထဲမှာတော့နိုင်လိုက်ပူတဲ့ဧည့်သည်တွေရောက်နေခဲ့ပေမဲ့သူ့ရဲ့မျိုးတွေကတော့ဈေးဝယ်ထွက်တယ်လို့မျိုးဖြစ်ကလေးဆန်ဝင်လာခဲ့ကြပါတယ်ကလေးတွေကတော့ဇာပနာမှာသူတို့နဲ့မဆိုင်တယ်လို့မျိုးကနာမငိမ့်မဲနဲ့စကားပြောကြရင်းနဲ့အချင်းချင်းနောက်ပြောင်နေခဲ့ကြပါတယ်ဝေါ်တာသားတွေကတော့သူတို့ဖေရဲ့ကြည့်တွေကိုသတိထားမိသွားခဲ့ပြီး အဲ့ဒီလိုစူးစူးဝါးဝါးကြီးတွေကသူတို့ဘာလို့ပေးပေးလုံလုံးမှာမဟုတ်ဘူးဆိုတာကိုဖော်ပြနေခဲ့ပါတယ်ဒီနောက်မှာတော့ကြွားကြတဲ့ဖုန်းတော်ကြီးဂျာနိုဘက်ကတရားဟောနေခဲ့ပြီးဝေါ်တာမြေအရှာလေးကနားထောင်ကျင်းအောင်ဆောင်နေခဲ့ပါတယ် သူကဖုန်းကင်နေနဲ့ပြင်းလာကထွက်သွားခဲ့ပါတယ်။အဲဒီနောက်အာသူဘအိမ်မှာညဆောင်အိတ်နေကြတော့ကလေးတွေကမြောက်ခန်းနဲ့ဆက်ဆက်ဆူးဆူးနဲ့ဝင်ကဓာတ်ပုံဟောင်းနေနဲ့စစ်ပွဲတွင်တစိ့တွေကိုတွေ့သွားခဲ့ကြပြီမဲ့ဝါတာကတော့ဘာမှမပြောခဲ့ပါဘူး။အဲဒီနောက်သူကအကူအညီမယူတတ်တဲ့လူသားမျိုးဖြစ်ပြီးတော့ဘလောက်သေးတဲ့ကိစ္စဖြစ်နေပါစေသူ့ဘာသာပဲလုပ်တတ်တဲ့အဖြစ်ရှိနေခဲ့ပါတယ်။အိန္ဒိချင်းကောင်လေးတောင်ကတကားလာခုတ်ကပြစည်းငားခဲ့ပြီမဲ့ ်ဝါတာကတကားကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်ဝါတာကကိုရောင်ထဲမှာဆေးလေးခိုးတောင်းနေတဲ့အရှာလေးကိုတွေ့ခဲ့ပေမဲ့လည်းဘာမှမဆူခဲ့ပါဘူးအရှာလေးကဝါတာဆုံးသွားရင်ကားနဲ့ဆူပါကိုဘသူ့ကိုပေးခဲ့မှာလဲလို့မေးလိုက်တဲ့အခါမှာတော့ဝါတာကမပြေဘဲနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်နှုတ်ဆက်နေခဲ့ပါတယ်1982ခုနှစ်တုန်းက Ford Z Grand Torino ကကတိုးအတွက်တော့လူတွေအတွက်ပိုပြီးအေးပါနေခဲ့ပါတယ် ဖာသာဂျာနိုဘက်ကဒေါ်ရီတီကိုသူပေးခဲ့တဲ့ဂရီကိုတီအောင်လှုပ်ဖို့အတွက်ဝေါ်တာကိုစိတ်သက်သာရာရအောင်ပြည့်ဝင်ခံခိုင်းခဲ့ပါတယ်။ဒါမဲ့လည်းဝေါ်တာကစိတ်မဝင်စားဘဲနဲ့ချက်ချောင်းမှသူမိမသွားတာလိုပဲတွေးကာအသက်29နှစ်ရှိနေပြီဖြစ်တဲ့လူပြိုကြီးမပြတ်သေးတဲ့ဘဝရဲ့အခက်အခဲတွေကိုမကြုံဘူးသေးတဲ့ကောင်လေးစီကနေအကြံယူဖို့စိတ်မဝင်စားခဲ့ပါဘူး။ဝေါ်တာကဘုန်းတော်ကြီးကိုသူ့ရဲ့တရားတွေကိုစိတ်ဝင်စားမဲ့လူတယောက်ကိုပဲသွားပြောပြဖို့အကြံပေးခဲ့ပါတယ်။ဒီနောက်မှာတော့ဝေါ်တာကသူ့ဘဝတစ်လျှောက်လုံး Ford Car Company မှာပဲအလုပ်လုပ်ခဲ့ပြီးတော့ American Dog စက်တွေပေါ်လဲတစ္ဆာရှိနေခဲ့ပါတယ်။ သူကသူ့ရဲ့အိမ်ကြီးချင်းတွေရိုးရာဒလေးတွေပြုတ်လုနေတာကိုမြင်တော့အထင်သေးသွားခဲ့ပါတယ်။ဂျောင်နိုဘက်ကပြစ်လာဝင်ခံမှုနောက်တစ်ခေါက်ထပ်ခေါ်တဲ့အခါမှာတော့ဝေါ်တာကစိတ်မရှိတော့ဘဲနဲ့ဖုန်းတော်ကြီးကိုလည်းသူကအလောင်းတွေရဲ့လက်တွေကိုကင်ကာထာဝရအကြောင်းပုံမြင်နေပြောတတ်တဲ့နူးညံ့တဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲတောင်ကတော့အန်ရဲကြုံတွေ့နေခဲ့ရပြီးတော့သူ့ကိုလမ်းပေါ်မှာမက္ကစီကန်လူမိုက်တွေကနှောက်ယှက်နေခဲ့ပါတယ်။တောင်ကိုသူ့ရဲ့ကိုဝမ်ခွဲရဲ့ပင်းကိုကင်ကာကဲတင်ခဲ့ပြီးတော့မက္ကစီကန်လူမိုက်တွေကိုလည်းနှင်ထုတ်က တောင်ကိုသူတို့နဲ့ပူးပေါင်းရင်လုံခြုံမဲ့ကြောင်ပြောခဲ့ပါတယ်။တောင်ကလက်မခံခဲ့ပေမဲ့လည်းသူတို့ကလက်မလျှော့ခဲ့ကြပါဘူး။ နောက်တစ်ခါမှာတော့တောင်တယောက်အပင်ဆိုင်နေတော့ပင်ကိုခိုင်းသားတွေကသူ့ကိုဝိုင်းက Grand Torino ကားထားတဲ့ကိုရောင်နောက်ဖေးတကားကိုခေါ်သွားခဲ့ပါတယ်။အဲဒီညမှာပဲဂျာနိုဘက်ကဘားရောက်နေတဲ့ Water နောက်ကိုလိုက်ခဲ့ပြီးတော့ Dorothy နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါမဲ့လည်းကိုရီးယားစစ်ပွဲတုန်းကအဖြစ်အပျက်တွေကိုပြန်ပြောနေကြတဲ့အတွက် Water ကအစာအုပ်ထဲမှာပဲစစ်ပွဲကိုကြုံတွေ့ဘူးတဲ့ဖုန်းတော်ကြီးကိုစိတ်မရှိဘဲနဲ့ဒေါသထွက်သွားခဲ့ပါတယ်။နောက်တစ်ကောင်မှာတော့ Water တယောက်အိတ်နေတော့မှာပဲကိုရောင်တဲကနေတန်ကြားလိုက်ရပြီးတော့ Rifle ကိုယူကဆင်းသွားတော့ကားကိုခိုးဖို့အတွက်ခိုးဝင်နေတဲ့တောင်းကိုမိသွားခဲ့ပါတယ်။ ဝါတာကတနတ်နဲ့ချိန်ထားခဲ့ပေမဲ့ခလုတ်တိုက်ကချော်လဲသွားခဲ့ပြီးတော့တနတ်နဲ့အပေါ်ကိုပြစ်မိသွားခဲ့တော့တောင်းကထွက်ပြေးသွားခဲ့ပါတယ်ဒီနောက်မှာတော့ဝါတာလဲရိုင်ဖယ်ကိုကန်ရင်းနဲ့စစ်ပွဲကဆယ်စုနှစ်အလွန်တုန်းကပြီးခဲ့ပြီလို့ထင်ခဲ့ပေမဲ့လည်းအခုတော့သူ့အိမ်ပြစ်ဘက်မှာဖြစ်နေမှန်သိသွားခဲ့ပါတယ် ဝရစီကိုသူသားကဖုန်းခေါ်ခဲ့ပေမဲ့စကားမဆကင်ကလေးကစုံနေခဲ့ပါပြီ။သူသားကလူချင်းနာရှိမှဝရစီကိုဖုန်းဆက်တာပဲဖြစ်ပြီးတော့ဝရကစိတ်ဝင်စားပဲနဲ့ဖုန်းချပစ်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲပင်ကိုကိုင်းသားတွေလည်းရောက်လာကတောင်းကိုကိုင်းတဲ့ဝင်ဖို့ထပ်ပြောခဲ့ပေမဲ့လည်းတောင်းကညင်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ပင်ကိုကိုင်းသားတွေကတောင်းကိုသူတို့ကားထဲကိုဆွဲခေါ်သွားတဲ့အချိန်မှာတောင်းရဲ့မိသားစုတွေပါထွက်လာကရွေးရင်းစံကတ်တွေဖြစ်ပွားခဲ့ကြပါတယ်။အော်ဒါနေနဲ့ဇူညာနေခဲ့ကသူတို့ကဝါတာရဲ့မြခင်ပြေပေါ်မှာလုံးထွေးတပ်ပုတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့အိမ်တကားပွင့်လာကဝေါ်တာကတနတ်နဲ့ပြင်ထွက်လာခဲ့ပြီးတော့နှင်းထုတ်ပစ်ခဲ့ပါတယ်သူကတုံးဆုံမနေဘဲနဲ့ပင်းကိုဂိုင်းသားတွေကိုထွက်မသွားရင်ပြစ်တတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂိုင်းသားတွေလည်းပြန်ဆုတ်သွားခဲ့ကြပြီးအာချောင်ခဲ့ပေမဲ့လည်းတကယ်လုံးမဲ့ဝေါ်တာကိုတော့ကြောက်သွားခဲ့ကြပါတယ်တောင်ရဲ့မိသားစုကတော့တုံလုံးနေခဲ့ပေမဲ့လည်းသူ့ကိုဂျေဇူးတင်ခဲ့ပါတယ်နောက်တစ်မိနစ်မှာတော့သူတို့ကဝေါ်တာအိမ်ရှိမှာစားတောက်တွေပန်းတွေကိုထားပြီးတော့ဂျေဇူးတင်ကြောင်းပြသခဲ့ပါတယ်အမဲလေဝတာကသူတို့ကိုပါတနတ်နဲ့ထွက်တွေ့ခဲ့ပြီးတော့ဂျေဇူးတင်မခံခြင်းတဲ့အတွက်လက်ဆောင်တွေကိုမှိုက်ပုံးနဲ့ပြစ်ထည့်ခဲ့ပါတယ် သူမဆိုကဝေါ်တာနဲ့ဘူရင်းနေအောင်လို့အင်္ဂလိပ်လိုကျေးဇူးတင်ကြောင်းပြောခဲ့ပေမဲ့လေဝေါ်တာကတော့တောင်းကိုသူ့ရဲ့မြခင်ပေါ်ကိုမတက်ဖို့ကိုပဲပြောခဲ့ပါတယ်နောက်တစ်ခါမှတော့ဂျာနိုဘက်ကထ้ายောက်လာခဲ့ပြီးတော့ဝေါ်တာကိုဂိုင်းသားရိနဲ့တုံးကဘာလို့ရဲမခေါ်ခဲ့တာလဲလို့မေးခဲ့ပါတယ်ဝေါ်တာကလည်းရဲရိရောက်လာပါစေလို့ဆုတောင်းခဲ့ပေမဲ့ရောက်မလာခဲ့တဲ့အကြောင်းနဲ့ တကြံမားသွားရင်မြကင်းပေါ်မှာသွေးဆွန်းသွားမယ့်အကြောင်းကိုပြောခဲ့ပါတယ်။ဘုန်းတော်ကြီးကဝတာကိုသူ့ရဲ့အတိတ်ကြောင့်ပြောပြဖို့တောင်းဆိုတဲ့အခါမှာတော့ဝတာကသူ့လိုလူမျိုးတွေကစစ်ပွဲမှာအမိန့်နာခံရင်းနဲ့ငြိမ်းချမ်းမှုကိုရှာတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဘုန်းတော်ကြီးကတော့လူတယောက်ကိုခြောက်လန့်နေတာကအမိန့်တွေကြောင့်မဟုတ်ဘဲနဲ့အမိန့်မပါဘဲနဲ့သူလုပ်ခဲ့တဲ့အရာတွေဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝတာကသွားနေကြစပင်ညှက်ဆိုင်ကိုသွားခဲ့ပြီးတော့အီတလီစပင်ညှက်ဆရာမာတင်ကိုစော်ကားခဲ့ပါတယ်။အဲဒီစကလုံးတွေကကြမ်းတမ်းပြီးတော့စီးကြော်ခဲ့ပေမဲ့လည်းသူတို့အတွက်တော့လေးစားမှုကိုပြတာပဲဖြစ်ပါတယ်။ ရိုင်းဆိုင်တဲ့ဟာသားတွေကသူတို့နှစ်ယောက်ရဲ့ယဉ်နေမှုအတွက်တော့အသားကျနေပြီပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့စုတယောက်ဒိန်းနေတော့မှာပဲလူမိုက်၃កောင်ကဝိုင်းထားခဲ့ပါတယ်။သူတို့ကစုကိုကြောင်ပိတ်ပြီးလောင်ပြောင်တဲ့အခါမှာတော့စုကမခံကျင်ခဲ့ပေမဲ့လည်းအင်အားကမမြပဲဖြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲဝါတာတယောက်ကားနဲ့ရောက်လာပြီးအနားကိုကတ်လာတော့လူမိုက်တွေကသူ့ကိုရေခဲ့ကြပါတယ်။ ဝတာကသနတ်ကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့သူတို့လည်းကြောက်လန့်သွားခဲ့ကြပြီးတော့ဝတာကသူတို့ကိုထွက်သွားခိုင်းခဲ့ပါတယ်။ဒူမိုက်တီကပြစ်ခတ်ရမှာကြောက်တဲ့အတွက်နောက်ဆုံးနေခဲ့ကြပြီးတော့ဝတာကစူးကိုကားပေါ်တက်ခိုင်းကမောင်းထွက်လာခဲ့ပါတယ်။အိမ်မြန်လမ်းမှာတော့သူကစူးကိုစူခဲ့ပြီးတော့သူ့ကိုမကာကွယ်နိုင်တဲ့ကောင်နဲ့အတူတူရှောက်သွားမနေသင့်တဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်စူးကအဲဒီအကြောင်းမပြောဘဲနဲ့လာအိုဗီယန်နန်တရုတ်ပြည်တောင်ပိုင်းကသူတို့လူမျိုးတွေအကြောင်းကိုပြောပြခဲ့ပါတယ်။ သူတို့ကစစ်ပွဲအတွင်းမှာအမေရိကန်တွေနဲ့အတူတူတိုက်ခိုက်ခဲ့ကြပြီးတော့အမေရိကန်တပ်ဆုပ်သွားတော့ဗီယက်နမ်မြောက်ပိုင်းသားတွေကသူတို့ကိုလိုက်ပြီးတိုက်ခိုက်ခဲ့ကြကာသူမိသားစုကတစ်ရှင်မှုအတွက်အမေရိကန်ကိုပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။ဝေါ်ဒမြန်မာတော့တောင်းလိုကောင်လေးတွေကအစိုးဆုံးခန်းစားခဲ့ရပြီးတော့ယောက်ျားလေးတွေကကောင်မလေးတွေထက်တွန်းအားပေးခံရကာသူတို့ကိုသတိမထားမိတဲ့နိုင်ငံမှာခက်ခဲတဲ့အခြေအနေကိုကြော်ဖြတ်နေခဲ့ရပါတယ်။ဒီနေ့လည်းမှာတော့တခြားကလေးတွေကကစားနေတော့မှာပဲတောင်းကအိမ်ကြီးချင်းဖွားကိုကူညီခဲ့တာကိုဝေါ်ဒကတွေ့သွားခဲ့ပြီးတော့သူစိတ်ထဲမှာသဘောကျသွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲဝေါ်တာရဲ့သားသမီးတွေကတော့သူ့ကိုလက်လျှော့လိုက်တာကိုဝေါ်တာကသိခဲ့ရပါတယ်။သူ့ရဲ့မွေးနေ့အတွက်သူတို့ကစော်ကားနေတယ်လို့ချိုးနဲ့ခလုတ်ကြီးကြီးတွေနဲ့ဖုန်းလိုပစ္စည်းကောက်တဲ့ဒုတ်လိုမျိုးလက်ဆောင်တွေယူလာခဲ့ကြပါတယ်။ ိုင်းနောက်မှာတော့သူတို့ကဝေါ်တာကိုဘိုးဘွားရင်သာသွားဖို့အချိန်ကျပြီလို့ပြောလိုက်တော့ဝေါ်တာကသူတို့ကိုလက်ဆောင်တွေပြန်ယူခိုင်းတာထွက်သွားခိုင်းခဲ့ပါတယ်နောက်တစ်ခါမှာတော့ဆူကအစင်ဝင်မှာထိုင်ပြီးတော့ဘီယာတောက်နေတဲ့ဝေါ်တာကိုတွေ့ကာသူတို့မိသားစုအကင်လှူစားမှမို့ဖိတ်ခဲ့ပါတယ်ဝေါ်တာကညင်လိုက်ပေမဲ့လည်းဆူကသူ့ကိုဟာသပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဝေါ်တာကပြုံးခဲ့ပြီးတော့မြခင်ပေါ်ကိုဖြတ်ကာဆူနဲ့တူလိုက်သွားခဲ့ပါတယ်အိမ်ထဲကိုရောက်တော့ဆူရဲ့ဖွားကဝေါ်တာကိုတွေ့ကာ အမေရိကန်ကသူ့ကိုသူပြန်မြင်နေတယ်လို့မျိုးကြည့်နေခဲ့ပါတယ်။ဂျန်နေမီသားစုဝင်တွေကလည်းသူ့ကိုပြဝဲကပစ္စည်းလိုကြည့်နေခဲ့ကြပြီးတော့ဝေါ်တာကဘာမှမပြောပေမဲ့လည်းဘာကမှန်လဲဆိုတာကိုတော့မြင်နေခဲ့ပါတယ်။စုရုံမီသားစုကရိုးရာတိုင်းတစ္ဆာရှိမှုလေးစားမှုတွေနဲ့နေထိုင်ခဲ့ကြပြီးတော့သူပြောင်းဆုံးနေတဲ့အရာတွေကိုတွေးခဲ့ရပေမဲ့လည်းချောင်းဆိုးလာခဲ့ပါတယ်။သူကပေါ်ရက်ကတန်းစင်ကန်းကိုသွားကအသက်ရှူလိုက်ပြီးတော့မန်နဲ့မှသူ့ကိုသူပြန်ကြည့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအောက်ထက်ကိုပြန်ဆင်းကဘီယာဒပလင်းနဲ့သူကသူ့မိသားစုနဲ့စာရင် ဇူရိုမီသားစုကပို့ပြီးတော့နှွေးထွေးတဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။သူကနောက်ဆုံးမှာတော့အစားအသောက်တွေကိုပါစားကြည့်ခဲ့ပြီးတော့သူပျောက်ဆုံးနေခဲ့တဲ့ရင်းနှီးတဲ့လူတွေနဲ့စားရတဲ့အရာသာကိုမျက်မိသွားခဲ့ပါတယ်။ဒီနောက်မှာတော့ဇူကသူ့ကိုအောက်ထက်ကိုဆင်းလာဖို့ခေါ်ခဲ့ပြီးတော့လူငယ်တွေရဲ့ပါတီပွဲကအောက်ထက်မှာလှုပ်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။လူကြီးတွေနဲ့မတူတာကလူငယ်တွေကအင်္ဂလိပ်လိုပဲပြောပြီးတော့ဝေါ်တာရောက်လာတော့တောင်းကတယောက်ထဲထိုင်နေခဲ့ပါတယ်။ဝေါ်တာကယူအာဆိုတဲ့ကောင်မလေးတယောက်နဲ့စကားလက်ဆုံကြားသွားခဲ့ပြီးတော့တောင်းကိုလည်းကောင်မလေးကကြိုက်နေတာတော့မှမလှုပ်ရှားတဲ့အတွက်စနောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ဝတာကသူ့ကိုတညာလုံးဘာမှမပြောဘဲနဲ့ကြောက်ရွံ့ကြီးလို့ထိုင်မနေဖို့ပြောခဲ့ပြီးတော့အကောင်လေးကိုမြှောက်ပေးခဲ့ပါတယ်။အဲဒီနောက်ကစပြီးတော့ဝတာတယောက်လည်းပြောင်းလဲဖြစ်လာကသူ့ရဲ့အိမ်ကြီးချင်းနေပေးတဲ့အစားအသောက်တွေကိုအရသာတွေ့သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူလည်းတီးတန့်မနေတော့ဘဲနဲ့လက်ဆောင်တွေကိုလည်းအရင်ကလိုလွှတ်မပစ်တော့ဘဲနဲ့လာပေးသမျှကိုလက်ခံခဲ့ပါတယ်။တရက်မှာတော့တောင်းမေကဝတာကိုတောင်းကသူ့မိသားစုကိုရှေ့ရောက်အောင်လုပ်ခဲ့တဲ့ကြောင့်လာတိုင်ခဲ့ပါတယ်။သူကတောင်းကိုဝါတာအတွက်အလုံးလုံးခိုင်းခဲ့ပြီးတော့ဝါတာကလက်မခံခဲ့ပေမဲ့လည်းမကြင်အောင်စောင့်နေခဲ့ပါတယ် နောက်တစ်မိနစ်မှာတော့ဝတာကအောင်ကိုအင်ရှိခေါ်ပြီးတော့ရိုးရှင်းတဲ့ဆန်းသန်းမှုဖြင့်ငှက်တွေကိုရေတွက်ခိုင်းခဲ့ပါတယ်။သူကအောင်ကိုတွန်းအားပေးလိုက်ကြာရှုံးအောင်လှုပ်လိုက်လှုပ်ခဲ့ပေမဲ့လည်းတောင်းကဘာမှမညည်းတွားတော့ဝတာကသဘောကျသွားကတကယ်အလုပ်ဖြစ်တဲ့အိမ်ကိုပြင်ဖို့တူတူလှုပ်ခဲ့ပါတယ်။ဒါမဲ့လည်းဝတာချောင်းဆိုးတာကပိုပြင်းထန်လာခဲ့တဲ့အတွက်ဈေးရုံသွားလိုက်တဲ့အခါမှာတော့ဒေါက်တာချူကသူ့ကိုဈေးရီစခိုင်းခဲ့ပါတယ်။စစ်စစ်ကြေးကမကောင်းတဲ့အခါမှာတော့ဝတာကဘာမှတိမ်မပြောခဲ့ပေမဲ့လည်းသူ့အခြေအနေကိုသူသိနေခဲ့ပါတယ်။ သူကအကျိုးကြောင်းပြောဖို့အတွက်သူသားကိုဖုန်းခေါ်ခဲ့ပေမဲ့လေသူသားကအလုပ်တွေရှုံနေခဲ့ကသူတို့သားဖားနှစ်ယောက်ကစိမ့်သက်သက်စိမ့်ကားနေခဲ့ကြပါတယ် Grand Torino ကိုတောင်းခိုးတာကမအောင်မြင်ခဲ့တဲ့အတွက်ပင်းကိုကိုင်းကအရှိရစရာဖြစ်ခဲ့ပြီးတော့သူတို့ကမကြည်ဝဲနှွဲကျင်ခဲ့ပါတယ်အော်တာကအနေရကိုတတိထားမိပြီးတော့ပြင်ဆင်မှုဆုံးဖြတ်ခဲ့ပါတယ်အဲတော့သူကတောင်းကိုသူမြေးလေးလိုသဘောထားပြီးတော့ပစ္စည်းတွေကိုဘလို့ပြင်ရမလဲဆိုတဲ့အခြေခံချက်တွေကိုတင်ကြားပေးခဲ့ပါတယ်။တောင်ကဝေါ်တာရဲ့ကိုရောင်ထဲမှာညီညီညာစီတန်းထားတဲ့ပစ္စည်းကရိယာတွေကိုကြည့်ကအံ့ဩနေခဲ့ပါတယ်။ ဲ့ဒါကသူ့အတွက်ဘယ်တော့မှမကြုံဘူးတဲ့အရာတစ်ခုဖြစ်နေခဲ့ပြီးတော့ဝတာကအိမ်ထဲကပြဿနာတစ်ဝက်လောက်ကိုရှင်းနိုင်တဲ့သူ့ကိုပလဲယာရဲ့တိတ်ရဲ့တန်ကြီးမတက်တဲ့စပရေးရဲ့ပေးခဲ့ပါတယ်ဝတာတယောက်ရေခဲတတာကြီးကိုမြောက်ခန်းထဲကနေသူ့တယောက်ထဲမမနိုင်တော့ရှက်မနေတော့ဘဲနဲ့အကူအညီတောင်းခဲ့ပါတယ်တောင်ကလေးလိုက်လာခဲ့ပြီးတော့လေးတဲ့ဘက်ကနေမမယ်လို့ပြောခဲ့ပေမဲ့လည်းကောင်းပါတဲ့ဝတာကတော့သူ့စကားနားထောင်ခိုင်းခဲ့ပါတယ်တောင်ကလေးဝတာကိုသူကကူညီဖို့လာတာဖြစ်တဲ့အတွက်သူ့ဆောင်မယ်လို့ပြောခဲ့ပြီးတော့တောင်ကသူ့စီကနေကျွမ်းကျင်မှုတာမကကိုကိုကိုယုံကြည်မှုကိုပါတင်ယူနိုင်သွားခဲ့တာပဲဖြစ်ပါတယ် ်နောက်တစ်ခါမှာတော့တောင်ကသူ့ဘဝမှာယောက်ျားပီသားတဲ့ပုံစံမရှိဘူးတဲ့ကြောင့်စုကဝတာကိုရှင်းပြခဲ့ပြီးတော့ဒီနိုင်ငံမှာသူ့ကိုတင် जा ပေးမဲ့သူမရှိခဲ့ပေမဲ့အခုတော့ဝတာရှိပြီဖြစ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်ဒီနောက်မှာတော့တောင်က Grand Torino ကို Q design နဲ့ရေးဆေးကအပင်တွေကိုလည်းစိုက်ပျိုးပေးခဲ့ပြီးတော့ကျောင်းစုံမပြောက်တဲ့တွေဝတာရဲ့ဆေးလေးတောက်တဲ့အကျင့်ကိုပါစိုးရိမ်နေခဲ့ပါတယ် အဲနောက်တော့ငါဝဒတာအကြီးဆုံးလိုမျိုးရောင်းမိုင်းဆိုင်ရာမှာလုတ်ကင်ရှင်နဲ့သူ့ရဲ့အိမ်မက်ကိုပြောပြခဲ့ပေမဲ့ဟော်တာကတယော်နေခဲ့ပြီးတော့ရောင်းချတာကတရားဝင်ခိုးယူတာထက်ဘာမှမပိုတဲ့အကြောင်းပြောခဲ့ပါတယ်။ကောလိပ်လက်မတက်ဘွယ်လည်းမရလမ်းကြောင်းလည်းမရှိတဲ့တောင်အတွက်တော့ရွေးချယ်စရာတိတ်မရှိခဲ့တော့ဝတာကသူ့ကိုအလုရှာပေးမယ်လို့ကြေပေးခဲ့ပါတယ်။တောင်ကအရင်ဆုံးသူ့ကိုသူဘလို့တောင်ဝင်ယူရမလဲဆိုတာတင်ယူရမှာဖြစ်ပြီးတော့သူတို့ကဇမေညက်ဆိုင်ကိုသွားခဲ့ကြပါတယ်။ ော်ဒါကမာတင်နဲ့ယောက်ျားတွေရဲ့ထုံးစံတိုင်းအလုပ်အကြောင်းကြီးစားအကြောင်းကားအကြောင်းပြောကလက်တွေ့ပြခဲ့ပါတယ်။မာတင်ကလည်းတောင်းကိုယုံကြည်မှုရှိဖို့စကားကိုရှင်းရှင်းလင်းလင်းပြောဖို့တရားမှတ်တပ်ရက်ဖို့နဲ့ဖော်လံဖားမလုပ်ဖို့ကိုတင် जा ပေးခဲ့ပါတယ်။တောင်းမာကအလုပ်လည်းမရှိကြီးစားလည်းမရှိကားလည်းမရှိတဲ့အတွက်ပုံမှန်တိုင်းပြောခွင့်ရခဲ့ပါတယ်။ နောက်တစ်ခါမှာတော့ water ကတောင်းကိုစောက်လို့ရေလုပ်ငန်းခွင်တစ်ခုကိုခေါ်သွားခဲ့ပြီးတော့သူ့ရဲ့မိတ်ဆွေလိုသမားကောင်းနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။တောင်းကသူ့သဘောကြောင့်လုံနိုင်ခဲ့တဲ့အတွက်စတိုးဆိုင်မှာလုံရခဲ့ပြီးတော့ water ကသူ့ကိုပစ္စည်းကရိယာတွေထည့်ရတဲ့အိတ်ဝယ်ပေးခဲ့ပြီးတော့တံမိုးသိမ့်မကြီးပဲမဲ့လည်းတောင်းရဲ့ရင်ထဲကိုထိသွားစေခဲ့ပါတယ်။တညနေခင်းမှာတော့တောင်းကအလုတ်ကနေအိမ်ပြန်လာနေတော့ပင်းကိုကိုင်းသားတွေကသူ့ကိုဝိုင်းထားခဲ့ကြပြီးတော့ပစ္စည်းတွေယူလူကိုရိုက်ကမျက်နှာကိုဆေးလိပ်မီးနဲ့ထိုးသွားခဲ့ပါတယ်။ ဝတာကတောင်းမြင်တာကတန်ရာကိုတွေ့သွားတဲ့အခါမှာတော့တောင်းကလက်စားမချေချင်ခဲ့ပေမဲ့လည်းဝတာကတော့ဒေါသထွက်သွားခဲ့ပါတယ်။သူကပင်းကိုဂိုင်းသားတယောက်ကိုလိုက်ဖမ်းပြီးတော့မှောက်သိကတနက်နေ့ချိန်ကတောင်းနဲ့ဝေးဝေးမနေရင်နောက်ဆက်တွဲတွေဖြစ်လာနိုင်မယ်လို့သတိပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ခြေနွေတွေကငြိမ်သက်သွားခဲ့ပြီးတော့တောင်းကလည်းတက်တီမွေးပြီးတော့ယူအားကိုတိတ်ဖို့အတွက်ပြောခဲ့ပါတယ်။ဝတာကအတောင်အတွက်ပြည်တိဖြစ်သွားကသူရဲ့ first date တွေ Grand Torino ကိုယူသွားခိုင်းခဲ့ပါတယ်။သူတံမိုးထားရဆုံးကားကိုငှားလိုက်တာကတောင်းအပေါ်မှာထားတဲ့သူ့ရဲ့ယုံကြည်မှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။ ဒါမဲ့လည်းအဲ့ဒီညမှာပဲတောင်တို့အိမ်ကိုတနက်နဲ့လာပစ်တာခံခဲ့ရပါတယ်ဘသူမှဒီမသွားခဲ့ပေမဲ့တောင်းရဲ့လေဘင်းကိုတော့ရှက်ထိသွားခဲ့ပြီးသူ့တော်အိမ်သွားနေတဲ့ယူဟာကလည်းဒံယာတွေရသွားခဲ့ပါတယ်ခဏနေတော့ယူဟာကသွေးလေးလေးနဲ့ဒံယာပလပွားနဲ့အိမ်ထဲကိုရောက်လာကလဲကျသွားခဲ့ပါတယ်အဲနောက်ဝါတာတယောက်သူ့ကြောင့်ဖြစ်တာကိုသဘောပေါက်သွားခဲ့ပြီးတော့အပျက်စီးစိတ်ကြောင့်ဒေါသထွက်သွားကသူ့အိမ်သူပြန်ပြီးတော့စိတ်မထိန်နိုင်ဘဲနဲ့ပစ္စည်းတွေကိုထိုးခေါ်တော့လက်တွေသွေးတွေထွက်သွားခဲ့ပါတယ်ခဏကြာတော့ဂျာနိုဗဲရောက်လာခဲ့ပြီးတော့သူကစိုးကိုစေးုံလိုက်ပို့ပြီးပြန်လာတာပဲဖြစ်ပါတယ် တောင်တို့မိသားစုကကြောက်နေခဲ့ပြီးတော့မြင့်မြင့်တက်တက်မရှိတဲ့အတွက်အာနာပိုင်တွေကဘာမှမလုပ်နိုင်တော့ဘသူကမှရဲတိုင်မှုစင်မကူးခဲ့ကြပါဘူးတရားဥပဒေအစိုးမတက်ဘူးဆိုရင်ကြံဖက်မှုကတန်တရားလဲနေမဲ့အကြောင်းဂျာနိုဗစ်ကပြောပြခဲ့ပြီးတော့ဝတာကရစ်တော်ရင်နဲ့ဂျာနိုဗစ်နဲ့ထိုင်ပြီးစကားပြောနေခဲ့ပါတယ်ဘုန်းတော်ကြီးကလည်းကြံဖက်မှုတွေကိုမတုတ်ပြန်နိုင်ဘဲနဲ့ကြောက်ရွံ့နေရတဲ့အတွက်ဒေါသထွက်နေတဲ့အကြောင်းဝန်ခံခဲ့ပေမဲ့သူတို့ကဖြေရှာမရဖြစ်နေခဲ့ပါတယ် ။နောက်တစ်မိနစ်မှာတော့တောင်ကဝေါ်တာစီကိုရောက်လာခဲ့ပြီးတော့တရားမျှတမှုကိုလိုချင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဝေါ်တာကဒါကိုဒီတိုင်းပြေးလိုက်မှာမဟုတ်မှန်းတောင်ကသိနေခဲ့ပြီးတော့သူပါတိုက်ခတ်မယ်အကြောင်းပြောတော့ဝေါ်တာကသူ့ကိုတားခဲ့ပါတယ်။ဝါဒကလက်စားချီတာရဲ့ရလကဘလို့လဲဆိုတာကိုသိနေခဲ့ပြီးတော့တောင်ကိုရဲအဲ့လိုမျိုးမခံစားစီခြင်းတဲ့အတွက်ပဲဖြစ်ပါလေ။သူကစဉ်းစားဖို့အချိန်လိုတဲ့အကြောင်းတောင်ကိုအိမ်မြန်ခိုင်းခဲ့ပြီးတော့ရေချိုးစလုံးထဲကိုဝင်းစိန်ကနားယူခဲ့ပါလေ။ ဲဒီနောက်မှာတော့သူကနှစ်ပေါင်းများစွာစားနောက်နေကြဖြစ်တဲ့မာတင်စီကိုစပင်းသွားညက်ခဲ့ပြီးတော့အင်ဂျီဆိုင်ကိုသွားကအနည်းအောင်စုကိုချုပ်ဖို့ကိုတိုင်းယူခဲ့ပါတယ်။သူကဆုံးသက်ဖို့အတွက်ပြင်ဆင်နေခဲ့တာဖြစ်ပြီးတော့ဒေါ်ရီတီရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ချက်ချောင်းကိုသွားကအပြစ်ဝင်ခံခဲ့ပါတယ်။ ဝေါ်တာပြည့်ဝင်ခန္ဓာကခဏနဲ့ပြီးသွားတော့ဂျာနိုဗစ်ကမယုံနိုင်ဖြစ်နေခဲ့ပြီးဝေါ်တာကလည်းသူသားတွေအပေါ်ဖိကောင်းတယောက်မဖြစ်ခဲ့တဲ့အကြောင်းကိုပဲပြောခဲ့ပါတယ်။ဘုန်းတော်ကြီးကသူ့ကိုအေဂျင့်စွာနေဖို့ပြောတော့ဝေါ်တာကအေဂျင့်နေပြီးသားဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်တစ်မိနစ်မှာတော့ဝေါ်တာကတောင့်ကိုအိမ်ခေါ်ခဲ့ပြီးတော့နှုတ်ဆက်စကားပြောခဲ့ပါတယ်။အဲနောက်သူကတောင့်ကိုသူ့ရဲ့ rifle နဲ့သူတံပိုးထားတဲ့တဲကငွေရောင်ကျဲစုတစိ၄ကိုပါပေးခဲ့ပါတယ်။အဲနောက်သူကတောင့်ကိုကိုရီးယားမှာတော့ကသူတစိရခဲ့တဲ့ညအကြောင်းပြန်ပြောပြခဲ့ပြီးတော့ ထိတ်တိုက်တွေတော့ကရန်သူဒါဇင်နဲ့ချီတက်ကတယောက်တည်းသစ်ရှင်ကြံရစ်ပြီးတော့ပြန်လာခဲ့တဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။သူရဲ့စူရစိတ်ကသူ့တတိကြောင့်ရလာခဲ့တာမဟုတ်ဘဲနဲ့သူဘယ်တော့မှမမေ့နိုင်ပဲလက်နဲ့ချခဲ့တဲ့ကောင်လေးတယောက်ကိုပြစ်တက်ခဲ့တဲ့အခိုက်အတန့်ကြောင့်ရခဲ့တာပဲဖြစ်ပါတယ်။အိုင်းနောက်တောင်ကနားမလည်နိုင်ခင်မှာပဲဝေါ်တာကသူ့ကိုမြောက်ခန်းထဲမှာပိတ်ထားခဲ့ပါတယ်။တောင်ကအိုဟဲကတော့ဖွင့်ပေးဖို့ပြောခဲ့ပေမဲ့လေဝေါ်တာကသူ့ကိုထွက်သွားခွင့်မပေးဘဲနဲ့လူတယောက်ကိုတတ်တာကစိတ်ထဲမှာအဆိုးဆုံးဝင်လို့ဝင်ဖို့ဖြစ်ပြီးတော့တောင်ကိုလက်ကျန်ဘွားတစ်လျှောက်လုံးကိုမခံစားစေခြင်းတဲ့အကြောင်းအမှန်တိုင်းပြောခဲ့ပါတယ်။ သူကတောင်းအတွက်နောက်ပြစ်လာမယ့်အရာတွေကိုဂုံယူခဲ့ပေမဲ့လက်စားကြည့်ခြင်းနဲ့စိတ်ကြောင့်တောင်းကိုပြောင်းလဲမသွားစေခြင်းနဲ့အတွက်ပဲဖြစ်ပါတယ်ဒီနောက်မှာတော့ဝါတာတယောက်သူ့ရဲ့ခွေးလေးနဲ့အတူသူ့ရဲ့ဖွားစီကိုသွားခဲ့ပြီးသူ့ကိုလည်းဖုန်းကောကတောင်းကိုပိတ်ထားခဲ့တဲ့မြောက်ခမ်းတော့ကိုထားခဲ့တဲ့နေရာကိုပြောခဲ့ပါတယ်ဒီချိန်မှာပဲဂျာနိုဘက်ကရဲတွေခေါ်ပြီးတော့ပင်းကိုကိုင်းသားတွေအိမ်သားမှာနိုင်ပိုင်းလောက်ကြောင်အောင်စောင့်နေခဲ့ပေမဲ့ဘာမှမဖြစ်လာဘဲနဲ့အေးဆေးနေတော့ရဲတွေကအမိတ်တိုင်းဖုန်းတော်ကြီးကိုခေါ်ကထွက်သွားခဲ့ပါတယ်ရဲတွေလည်းထွက်သွားရောဝါတာရောက်လာခဲ့ပြီးတော့လမ်းပေါ်ကနေပင်းကိုကိုင်းသားတွေကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ် သူကကြောင်းရုံမနေဘဲနဲ့ခိုင်းသားတွေကိုလှောင်ပြောင်ကစလိတ်မင်းကြီးလိုက်ပြီးတော့တီတီငင်ငင်နဲ့သူ့လက်ကိုတနက်ပြစ်တယ်လို့ချိန်လိုက်ပါတယ်။အဲနောက်သူကသူ့ရဲ့အင်ကြီးတဲ့လက်နှိုက်လိုက်တဲ့အချိန်မှာခိုင်းသားတွေကသူ့ကိုဝိုင်းပစ်တက်ခဲ့ကြပါတယ်။ဟော်ဒါကလည်းလဲကြသေးဆုံးသွားခဲ့ပြီးတော့သူ့လက်ထဲမှာတော့မီးချစ်ပဲရှိနေခဲ့ပါတယ်။အဲနောက်သူကလက်နဲ့မပါဘဲနဲ့သေဆုံးသွားခဲ့ပေမဲ့အချင်းကြီးမဖြစ်ခဲ့ပဲနဲ့သူ့ရဲ့ဆွနှုံမှုကြောင့်ရဲတွေကပင်းကူခိုင်းသားတွေကိုဖမ်းဆီးခဲ့ပြီးတော့တရားမျှတမှုကိုဆောင်ကျင်းပေးနိုင်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေလည်းပြီးဆုံးသွားခဲ့ပြီးတော့နောက်တစ်ခါမှာတော့ဆူတောင်နဲ့ဖာသာဂျာနိုဗစ်တို့ကဝတာရဲ့စာပနာမှာနှုတ်ဆက်စကားပြောခဲ့ကြပါတယ်ဘုန်းတော်ကြီးကဝတာနဲ့မတွေ့ခင်အထိကိုဘဝအကြောင်းနဲ့တည်ဆုံးမှုအကြောင်းကိုဘာမှမသိခဲ့ဘူးလို့ဝန်ခံခဲ့ပြီးတော့စာပနာမှာလည်းအာရှလူမျိုးတွေကသူတို့ရိုးရဝတ်စုံပြည့်နဲ့တက်ရောက်ကဝတာကိုဂုဏ်ပြုခဲ့ကြပါတယ်ဝတာရဲ့တည်တန်းစာကိုဖတ်တဲ့အချိန်မှာတော့သူ့မိသားစုကဘာမှမရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်။သူ့အိမ်ကိုလည်းချက်ချောင်းကိုလူခဲ့ပြီးတော့ Grand Torino ကားကိုတော့ဆောင်းရန်ရှောင်းရန်လမ်းညွန်ခြင်းနဲ့အတူတောင်းကိုမွေပေးခဲ့ပါတယ်။ ဇလန်လေးကတော့ဒါပါပဲခင်ဗျအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ